အပိုင်း၃၀ရဲ့အဆောက်မှာတော့ရူတရောက်တငယ်ချင်းဖြစ်သူကိုဖုံးဆက်ကချိန်နေခဲ့ပေမယ့်တငယ်ချင်းကတော့အမတ်တရားပွဲရှိနေတယ်လို့ပြောကဖုံးချသွားခဲ့ပါရီအဲ့ဒီချိန်ကိုဟဲကရောက်ရှိလာပြီးရူကိုအချင်းတွေကိုမိလိုက်ပြီးတငယ်ချင်းကမလာနိုင်ဘူးဆိုတာကိုသိသွားခဲ့ပါရီအဲ့ဒီနောက်သူတို့ကကောင်မလေး၃ယောက်နဲ့တွေ့ဖို့ချိန်ထားတာကြောင့်တယောက်လိုနေတဲ့ပြဿနာကိုဖြေရှင်းဖို့လုပ်ကြပါရီရူကတော့အနားမှာတွေ့တဲ့သူကိုပဲခေါ်သွားမယ်လို့ပြောတော့တစ်ဖက်မှာလမ်းသွားလမ်းလာတွေကိုလမ်းရှင်းပေးနေတဲ့စာကမှုတို့ကိုသွားတွေ့ပါရီဒါကြောင့်သူတို့ကအလုံများနေတဲ့စာကမှုတို့ကိုသွားတွေ့ပြီးသူတို့နဲ့တူတူလိုက်ခဲ့ဖို့အတွက်ဖိတ်ခေါ်ပါရီ ။ဇာကာမိုတိုကိုတော့လူမှုရေးဆက်ဆိုင်ရေးလေးလာပွဲတွေအတွက်လို့ပြောလိုက်တာကြောင့်ဇာကာမိုတိုတယောက်လိုက်လာခဲ့ပါသည်။အဲဒီနောက်ကောင်မလေးတွေနဲ့တွေ့ပြီးသူတို့ကအချင်းချင်းမိတ်ဆက်တာကိုပြုလုပ်ခဲ့ပါသည်။အစွန်ကကောင်မလေးကသူ့ရဲ့နာမည်ကတော့မီကီလို့ပြောလိုက်ပြီးတင်းနေကစားရည်လို့ပြောလိုက်ပါသည်။အဲဒီနောက်ဂျန်တဲ့ကောင်မလေးတွေကလည်းသူတို့ရဲ့နာမည်တွေကိုထပ်ပြီးတော့မိတ်ဆက်ပေးခဲ့ကြပါသည်။အဲဒါကြောင့်မလို့ရိုနဲကူဟဲတို့ကလည်းသူတို့ကိုသူတို့မိတ်ဆက်ပေးလိုက်ကြပါသည်။နောက်ဆုံးမှတော့ဇာကာမိုတိုကကောင်မလေးတွေကိုမိတ်ဆက်ပေးလိုက်ပါသည်။အဲဒီနောက်သူတို့ကစကားပြောကြရင်ရိုကသူ့လှုပ်ချင်တာကိုပြောပြပြီ ူရဲ့အိမ်မက်ကိုအားလုံးကိုဝေမျှပေးလိုက်ပါရီကိုဟင်းကတော့သူကရိုလိုမဟုတ်ပဲသူ့ဖေရဲ့ဆန္ဒအရဈေးဘက်ဆိုင်ရာကိုလေးလာရမယ်လို့ပြောလိုက်ပါရီငငယ်လေးနဲ့ရီမန်းချက်တွေအနာခက်တွေရှိနေတဲ့ကောင်းလေးတွေကိုယူကားနဲ့ယူရီကသဘောကျနေခဲ့ပါရီအဲ့ဒီအချိန်မှာစာကာမိုတိုကတော့သူ့ရီမန်းချက်ကတနေ့ကဘာကြီးမှလူတွေထူထပ်လာရင်တခြားနေရာကိုလူတွေပြောင်းရွှေ့ပေးခြင်းနဲ့လို့အကြီးကြီးတွေစာပြီးတော့မှုတ်ပါတော့တယ် ။ဒါကိုကြတော့ကောင်မလေးတွေကဟုတ်မဟုတ်မသိကြပါပဲ။ဟီမန်းချက်ကြီးတဲ့စာကားမှုတို့ကိုသဘောကျသွားခဲ့ပါရီ။ဒါကိုမြင်တော့ရူကအားလုံးကိုဂိမ်းတစ်ခုဆော့ဖို့အတွက်ပြောလိုက်ပြီးကောင်မလေးတွေကလည်းသဘောတူလိုက်ပါရီ။သူတို့ကဒိုင်နိုဆောပစ္စတ်ထဲကသွားရီကိုစားနိုင်လိုက်ပြီးစာကားမှုတို့ရဲ့အလက်မှာတော့မိသွားပါရီ။ဒါကိုမြင်တော့ရူရူကပြောသွားပြီမယ်။စာကမိုတူကတော့ချက်ချင်းပဲအကောင်ရင်ကောင်းကိုပုတ်ပေးလိုက်ပြီးပါဇက်ကိုပြန်ပွင့်လောင်လုပ်လိုက်ပါရီ။ဒါကိုမြင်တော့အားလုံးကမျက်လုံးပြူးသွားပြီးရူကတော့သူ့ရဲ့နောက်ဆုံးလက်နက်ကိုထုတ်သုံးမှုလုပ်ပါရီ။ ဒါကြောင့်သူကတချင်းထားဆိုလိုက်တော့ဘနာနာရဲ့အတန်းနဲ့နင်လားငါလားဖြစ်နေပေမဲ့ကောင်မလေးတွေကတော့ဂယုနာတန်လေးကိုမှကြွေတယ်လို့ဆိုတာသဘောကျနေကြတာပါကိုဟဲကဒါကိုမြင်တော့မကြည်မနှက်ဖြစ်သွားပါရည်ဘာလို့လဲဆိုတော့ကောင်မလေးတွေအားလုံးကိုရူကအပိုင်သိမ်းသွားမှာဆိုလို့ပါသူကရူတယောက်တချင်းဆိုတိုင်းကောင်မလေးတွေကမခံနိုင်ဘူးဆိုတာကိုသိနေခဲ့ပါရည်အဲဒီနောက်မှာတော့ကိုဟဲကခလုတ်ကိုပိတ်ပစ်လိုက်ပြီးမတော်တဆထိမိတာလို့ပြောလိုက်ပေမဲ့မွေမွေချင်းချိန်မြင်နေတဲ့ရူကတော့ကိုဟဲတယောက်တမင်လောက်တာကိုသိနေခဲ့ပါရည် ်ကောင်မလေးတွေကရူကိုတချင်းဆက်ဆိုဖို့အတွက်ပြောပေမဲ့ရူကတော့အထာကိုင်းနေခဲ့ပါသည်အဲ့ဒီချိန်မှာတချင်းတန်ကထွက်လာတာကြောင့်အလုံးကကြောင်းနေချိန်ဇာကြီးစာကာမူတူကတော့သူ့ရဲ့လက်ကိုတုံးပြီးတီးလုံးတန်ကိုပြုတ်လုံနေခဲ့တာဖြစ်ပါသည်ဇာကြာလုံးနဲ့စာကာမူတူရဲ့အကွက်ကြောင့်ရူကလိုက်မမီတော့ပါဘူးဒါအပြင်စာကာမူတူကကောင်မလေးတွေကိုလိုချင်တဲ့တချင်းတွေကိုလည်းချက်ချင်းရွေးပေးနိုင်ခဲ့ပါသည်ဒါကြောင့်ရူကအသီးမခံနိုင်တော့တဲ့အဆုံးသူကအလုံးအတွက်ဖျော်ရည်တွေမှာပြီးခဲ့ပါသည် ရူကအားလုံးနဲ့လိုက်ဖက်တဲ့ရှမ်မိန်ခွက်တွေကိုမှာပြီးခဲ့တာကြောင့်ယူအီရူကပြောနေခဲ့ကြပြီးစာကာမိုတူကိုတော့ကူလာရီကိုတောက်ခိုင်းလိုက်ပါတယ်ပြီးတော့သူကသချင်းဆိုပြဖို့အတွက်ပြောလိုက်တော့သူ့အခြေအနေကိုသဘောပေါက်သွားတဲ့စာကာမိုတိုကလေအော်ပရာသချင်းတွေကိုရွေးကဆိုပြလိုက်ပါရီ။ကောင်မလီတီကအစာပိုင်းမှာတော့စာကာမိုတိုရဲ့ဘိုးတော်ဖျားလီဘက်ထောက်သွားတော့ကသချင်းတွေကိုစိတ်မဝင်စားနေခဲ့ပါဘူး။ဒါကိုမြင်တော့ရူရူကလည်းကျေနပ်နေပြီးစာကာမိုတိုကိုကြောက်ချဖို့လုပ်ခဲ့ကြပါရီ။သူတို့ကစာကာမိုတိုတယောက်သချင်းဆိုရင်နဲ့ကိုကာကိုလာကြောင့်လီတက်မိရင်အဆက်ကွဲသွားလိမ့်မယ်လို့တွေးကအချိန်ကောင်းကိုထိုင်ဆောင်နေခဲ့ပါရီ။ အဲ့ဒီအချိန်မှာစာကာမူတူကတော့ဖြူဖြူကျော်တိမ့်တန်နဲ့အားရပါရဟဲနေပါလေမီဂီတို့တို့ကလည်းပဲအစားကသဘောမကျပါဘဲနောက်တော့ဆွဲဆောင်ခံရသလိုဖြစ်သွားပြီးစာကာမူတူရဲ့တချင်းတန်မှာဇံဝင်သွားခဲ့ကြပါလေသူတို့ကယုံထွက်မရအောင်ဖြစ်နေပြီးတိချာကိုနားထောင်နေကြတာပါအဲ့ဒီအချိန်ပြင်မမလေးတခြားခန်းကကောင်မလေးတွေကစာကာမူတူရဲ့တန်ကိုကြားပြီးလာချောင်းနေကြပါလေဒါကိုမြင်တော့ရူရူကလန့်သွားပြီးသူတို့ကစာကာမူတူတယောက်လေးမြန်မြန်တက်ပါသေးလို့သာဆူတောင်းနေကြတာပါဒါပေမဲ့ဘာပဲလှုပ်လှုပ်ဆရာချလုံးနဲ့ ကျွန်တော်တို့ရဲ့ဆရာကြီးစာကာမိုတိုကတော့သူ့ရဲ့လေတက်တဲ့အချိန်ကိုတချင်းတန်ရဲ့နောက်ဆုံးတုံခေါမှုနေရာမှာကွက်တီအုံပြူသွားခဲ့တာကြောင့်အတန်ကအဆင်ပြေသွားခဲ့ပါတယ်။အဲဒီအချိန်အပြင်ကကောင်မလေးတွေကလည်းစာကာမိုတိုစီကိုပြေးဝင်လာပြီးသူတို့ကိုခေါ်သွားဖို့အတွက်ပြောပါရီ။ဒါပေမဲ့စာကာမိုတိုကတော့သူ့ကိုအခုလိုဖိတ်တာကိုကျေးဇူးတင်တယ်လို့ရူရူကိုပြောလိုက်ပြီးသူ့ရဲ့တာဝန်ကပြီးသွားပြီဖြစ်လို့ပြန်တော့မယ်လို့ပြောကထွက်သွားခဲ့ပါရီ။အဲဒီနောက်စာကာမိုတိုထွက်သွားတော့ကောင်မလေးတွေကလည်းအနောက်ကနေလိုက်သွားခဲ့ပြီးအခန်းထဲမှာတော့ရူနဲ့ကိုဟဲ့တာဂျန်နေခဲ့ပါရီ။ ကိုဟဲကတော့တကယ်ဆရာကြီးနဲ့တွေ့လိုက်ရတာပဲလို့ရူကိုပြောနေတာပါနောက်ရက်မှာတော့ဟာယာဘူစာတရားသူ့အဖေနဲ့အိမ်လုံးတွေကိုအတူတူကူလုပ်နေခဲ့ပါလိဟာယာဘူစာကသူ့ရဲ့ညီလေးတွေကိုမြောက်လောက်တဲမနေဖို့အတွက်ပြောလိုက်ပြီးသူ့အဖေကိုလည်းခလေးတွေကိုလမ်းမေးမှာသွားပစ်လိုက်လို့ပြောလိုက်ပါလိဒါပေမဲ့အဖေဖြစ်သူကတော့ဟာယာဘူစာကိုအလုပ်တွေပြီးရင်သူနဲ့ပြင်သစ်စားတော့ဆိုင်ကိုလိုက်ခဲ့ဖို့အတွက်ပြောလိုက်ပြီးလူတယောက်နဲ့တွေ့ပေးစရာရှိတယ်လို့ပြောလိုက်ပါလိဒါကိုကြတော့ဟာယာဘူစာကအံ့ဩသွားပြီးဘာလုပ်လဲလို့မေးတော့အဖေဖြစ်သူကသူမကမင်းမေဖြစ်လာနိုင်တယ်လို့ပြောလိုက်ပါလိ ်အသက်ကြီးမဖေမှာသွေးဆူနာပေါက်ချင်နေတဲ့အဖေကြောင့်ဟာယာဘူးစာတယောက်စိတ်ညစ်သွားခဲ့ပေမဲ့အဖေဖြစ်သူကတော့သူ့မိန်းမရဖို့အရေးကလေးတွေနဲ့ဂိုင်းပေါင်နေပါတယ်။သူကဟာယာဘူးစာကိုသူ့သားမိန်းမမျိုးလို့ရှင်ရင်ကလေးတွေကိုမင်းမဲထိန်ရမှာနော်လို့ပြောလိုက်ပြီးကလေးထိန်ရမှာကြောက်တဲ့ဟာယာဘူးစာတယောက်ကလည်းလက်ခံလိုက်ရပါတယ်။ဒါပေမဲ့သူ့အဖေကပြင်းသေးစားတော့ဆိုင်လို့ပြောလိုက်တာကြောင့်ငငယ်လေးတွေကငပိအချိုနဲ့တိုးစရာလောက်ပဲစားဖို့ရဟာယာဘူးစာတယောက်တိုင်ပတ်သွားခဲ့ပါသေးတယ်။ဒါပေမဲ့ဟာယာဘူးစာကသူ့ရဲ့မတော်ရသေးတဲ့အမိလောင်းတွေအကောင်းဆုံးပြင်ဆင်မှုတွေလုပ်ခဲ့ပါသေးတယ်။ ။နောက်ရမှာတော့ဟာယာဘူဆာတယောက်စားကားမှုတို့ကိုသူ့ကိုအထက်တန်းလွာတယောက်လိုနေထိုင်တဲ့ပုံစံတွေကိုတင်ပြဖို့အတွက်တောင်းဆိုခဲ့ပါရီ။ဒါပေမဲ့အချိန်ကရန်ကုန်ကနေခဲ့တာကြောင့်စားကားမှုတို့ကဒီလောက်ချိန်တိုလေးမှတင်ပြလို့မဖြစ်နိုင်ဘူးလို့ပြောလိုက်ပါရီ။ဒါကြောင့်ဟာယာဘူဆာကစိတ်ညစ်သွားခဲ့ပေမဲ့စားကားမှုတို့ကတော့အင်ဂျင်ကြီးကြီးတစ်ထည်လောက်ဝယ်ဖို့အတွက်ပြောလိုက်ပြီးသူ့မှာအကျန်ရှိတယ်လို့ပြောလိုက်ပါရီ။အဲ့နောက်ညာဘက်ဆိုင်မှာတွေ့တော့ဟာယာဘူဆာကအကောင်းဆုံးလှုပ်ဆောင်ပါလိတကယ်တော့သူ့ရဲ့အင်ဂျင်နောက်မှာဆာကာမိုတိုကဝင်နေခဲ့ပြီးသူကစားစရာတွေကိုတေချာလေးစနစ်တကျစားတောက်ဖို့အတွက်ကူပေးနေခဲ့တာပါ ။ဒါကိုမြင်တော့အမျိုးသမီးကလည်းအရန်ကိုကျေနပ်နေခဲ့ပြီးသူမကဟာယာဘူဆာကိုချီးကျူးနေခဲ့ပါရီ။ဒါပေမဲ့သူမကဟာယာဘူဆာရဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးအတော်လေးကိုအားကစားလိုက်စားပုံပဲလို့မိလိုက်ပါရီ။ဒါပေမဲ့ဟာယာဘူဆာရဲ့ဖေကတော့သူ့ရဲ့သားကအမြဲတမ်းရန်ဖြစ်တယ်လို့စကားမသွားတာကြောင့်အမျိုးသမီးကမျက်နှာပြသွားချင်းအဖေဖြစ်သူကအသေးအံပဲပြန်ရှင်းပြနေခဲ့ပါရီ။ဒါကြောင့်မလို့စာကာမိုတိုကပဝါလီနဲ့ပန်းမွင့်ပုံစံခောက်ကအမျိုးသမီးကိုပေးလိုက်ပြီးအာယုံလွဲပြေခဲ့ပါရီ။ ဲ့နောက်သူတို့ကနောက်ထပ်စားစရာကိုမှလိုပေးမယ်ဒီတစ်ခေါက်ရောက်လာတာကခယူးတွေဖြစ်နေလို့ဟာယာဘူစာတယောက်စိတ်ပြတ်သွားခဲ့ပါတယ်ဇာကာမိုတိုကခယူးကိုကြွေးဖို့လုပ်ပေးမယ်ဟာယာဘူစာကတော့ရှောင်နေခဲ့ပါတယ်ဒါကြောင့်မလို့အမျိုးသမီးကဟာယာဘူစာကိုအစင်ပြေလာလို့မေးတော့ဟာယာဘူစာကလည်းသူ့ကိုသူထိန်လိုက်ပြီးသူ့ရဲ့ညီရီမျက်နှာကိုမြင်အောင်လိုက်ပြီးအတင်းမျိုးချပြစ်လိုက်ပါတယ်အဲ့နောက်မှာတော့အားလုံးကအစင်ပြေပြေးပြီးသွားပြီးဟာယာဘူစာလည်းအမတ်ရကောင်းသွားတာကြောင့်ကျေနပ်နေခဲ့ပါတယ်အမျိုးသမီးကတော့ဟာယာဘူစာရဲ့အဖေကိုသူမနဲ့နှစ်ယောက်တည်းစကားပြောဖို့အတွက်ပြောလိုက်တာကြောင့်ဟာယာဘူစာကိုလည်းရှောင်ထွက်လာခဲ့ကြပါသည် လမ်းရောက်တော့ဟာယာဘူးဆာကဒါကတောင်းတောင်းချင်းနေပဲလို့ပြောလိုက်ပြီးဆာကမူတူနဲ့စကားပြောနေခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်ဟာယာဘူးဆာကတော့သူ့ရဲ့အဖေကိုကူပေးနိုင်လိုက်လို့ခြေနဲ့နေပါတယ်။အဲဒီနောက်သူတို့ကလမ်းလျှောက်လာရင်တနင်္လာရောက်မှာတော့ဟာယာဘူးဆာကသူ့ရဲ့အဖေကိုလူမိုက်တွေကအနိုင်ကျင့်နေတာမြင်သွားပါတယ်။ဒါကြောင့်သူကချက်ချင်းလိုက်သွားဖို့လုပ်ပေမဲ့သူ့ကိုဆာကမူတူကတားလိုက်ပါတယ်။ဆာကမူတူကဟာယာဘူးဆာကိုရန်ဖြစ်တာကိုသာအမျိုးသမီးကမြင်သွားရင်တမျိုးထင်သွားလိမ့်မယ်လို့ပြောလိုက်ပြီးသူနဲ့နေရာလဲဖို့အတွက်ပြောလိုက်ပါတယ်။ဒါကြောင့်မလို့သူတို့ကနေရာလဲပြီးဆာကမူတူကလူမိုက်တွေကိုသွားဖြေပါတော့တယ်။ ဒါကြောင့်လူမိုက်ကြီးကစာကာမိုတိုကိုမင်းရပဲကောင်းလေဘယ်သူလဲလို့ပြောလိုက်ပါတယ်စာကာမိုတိုကတော့သူကဒီလမ်းတိုင်းသွားတယ်လမ်းသွားတယောက်ပဲလို့ပြောလိုက်ပြီးလူမိုက်တီကိုတိုက်ခိုက်လိုက်ပါတော့တယ်လူမိုက်တီကစာကာမိုတိုရဲ့ဖြူနှဲနှဲအချောတကောက်ပုံစံကြောင့်စာကာမိုတိုကိုအထင်မကြီးခဲ့ပါဘူးသူတို့ကတကယ်တိုက်ခိုက်တဲ့အချိန်မှာတော့ဟာယာဘူဆာကအထက်ကနေတိုက်ခိုက်ပေးနေတာကြောင့်စာကာမိုတိုကထင်ထားတာထက်ပိုပြီးတော့တန်ပါနေခဲ့ပါတယ်ဒါကြောင့်အားလုံးကခဏလေးအတွင်းမှာပဲမှောက်သွားခဲ့ကြပါတယ် အဲဒီနောက်မှာတော့ဟာယာဘူဆာရဲ့အဖေကသူ့ရဲ့လေဒီမမကြီးနားကနေပြေးလာပြီးစာကာမူတူရဲ့အနားမှာကွေးနေခဲ့ပါတယ်။ဒါကိုမြင်တော့စာကာမူတူကအံ့ဩနေချိန်ဟာယာဘူဆာရဲ့အဖေကတော့သူ့ကိုငွေညှင့်နေတာကသူ့ရဲ့ဒီလေဒီမမကြီးပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့လေဒီမမကြီးကဟာယာဘူဆာရဲ့အဖေကိုရှေ့မှာပြင်သေးစာကိုတရားတက်တဲ့ချမ်းသာတဲ့သားရှိနေရပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့စာကာမူတူကလေအလိမ့်လိမ့်ချင်းတွေ့သွားတာကိုသဘောပေါက်သွားပါတယ်။ဟာယာဘူဆာရဲ့အဖေကတော့သူ့မှာပတ်သက်မရှိဘူးလို့ပြောနေခဲ့ပါတယ်။ ဒါကိုကြားရစားကောင်းမှုတို့ကလည်းကလေးထိတ်မိမိလိုချင်လို့ကောင်းလေးတယောက်ကသူမကြိုက်တဲ့ပြင်သစ်စာခီးတွေကိုစားလိုက်ပြီးအဲ့ဒီကောင်းလေးဘာဖြစ်သွားလဲသိချင်လာလို့မိလိုက်ပါလိ။သူရဲ့စကားအဆုံးမှာတော့ခန္ဓာကိုယ်လေးကနေလက်တွေထပ်ထွက်လာတာကြောင့်အားလုံးကလန့်ပြေးသွားပြီးဟာယာဘူစာရဲ့ဖေကလေးလဲကျသွားပါလိ။အဲ့ဒီခါမှာဟာယာဘူစာကအပြင်ကိုထွက်လာပြီးသတိလက်နေတဲ့အဖေဖြစ်သူကိုကြည့်ကပြုံးလိုက်ပြီးတော့သူကအဖေကိုခေါ်ကအိမ်ကိုပြန်သွားပြီးဇလန်လေးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါလိ။